တောက်ကြံနေမွေးသူအလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာထူးခြားတဲ့ကံပြောင်းလဲတွေတိုးတက်မှုတွေရှိတယ်။အရဝေးနဲ့ဆက်ဆက်ပြီးလှူတာကြိုးပေးမယ်ခီးကံကောင်းမယ်သူမျိုးပဲကြိုးပေးမယ်ရန်တိုက်ခံတဲ့ရှင်ပြီးလောရတာတွေဂျုံတတ်တယ်ချက်ချင်းဆုံးဖြတ်ပြီးတော့ ဘဝတိုးတက်ခြင်းနဲ့အကျိုးပေးခြင်းတွေကိုရရှိမယ်။ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တဲ့နေသားရှိတယ်။ဝေးကြီးကန္တာလုံငန်းကန္တာဘဝကန္တာတွေမှာကောင်းသောကံပေါ်မယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ချိုးပေးမယ်။ရန်တိုက်ကန်နဲ့ရှင်ပြီးလှုပ်တဲ့ကိစ္စတွေမှာကောင်းသောကံနဲ့တလန်းနဲ့ပွင့်ပြီးတော့အရာရာဆင်ပြေသောနေသားတွေတဆင်ပြီးတဆင်ဖန်တီးရရှိသွားမယ်။ ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ယူနဲ့ကိုယ်တိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။၂၀နှစ်နေမှာခရီးကံကောင်းမယ်ပြောင်းလဲနေပတ်သက်တဲ့ကံကောင်းမယ်၂၃ရက်နေမှာ ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီစဉ်ဆောင်ရွက်ဆင်ပြေမယ်24ရက်နေ့မှာရန်တိုက်ခတ်နေတဲ့ရှင်ပြီးမှအလိုပြည့်စုံခြင်းကိုကြုံမယ်25ရက်နေ့မှာလူယုံဒုက္ခပေးတတ်တယ်ငွေကြေးလုပ်ငန်းစီးပွားကောင်းမယ်အသေးစားထိခိုက်မှုတော့နည်းနည်းကျဆက်ရမယ်အပြိုင်ကြားမှာတိုးတက်မှုကိုဖန်တီးရမယ်အဲဒီ25ရက်နေ့မှာ အရှိရကုတ်တည်သွားစဉ်အနေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်တွင် သွားလာကြည့်ဆက်ရမယ်။26ရဲ့နေရာအရာရာဆင်ပြေသောနေထားရှိလေကစားလူ၄ယောက်ဒုခီသောရန်နေဖြစ်တတ်တဲ့အပြင်အရှိတော်ရကုတ်တည်သွားစဉ်အနေရှိတတ်တယ်။ညနေ၃နိုင်နဲ့၄နိုင်ခွဲတွင်မှအသွားလာကြည့်ဆက်ရမယ်။ 29ရက်နေ့မှာကောင်းစည်းကောင်းစွပြုရေမတန်ကောင်းတဲ့စိတ်ချမ်းသာခြင်းကံကံကောင်းခြင်းအနာရောဂါကင်းခြင်းရှိမယ်။အရာရာစင်ပြေသောကံတွေလည်းပေါ်မယ်။28ရက်နေ့မှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်။နာမည်နဲ့ကောင်းသတင်းကိုကြုံမယ်။29ရက်နေ့ကရန်ကုန်များတတ်တဲ့ပြဿနာများတတ်တဲ့အတိုက်ခံနေတဲ့ရှင်ပြီးလောရတတ်တဲ့30ရက်နေ့ကတော့ လူရပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေရှိမယ်မိကောင်းဆွေကောင်းထောက်ကူတွေလည်းရရှိမယ်ကောင်းစီကောင်းစွာပြုခြင်း ဆောင်ရွက်၍ကောင်းသောကျိုးဆက်ရရှိမယ်တပတ်တော်ကာလအတော်တွင်မှာကြာသာပတိနေဗုဒ္ဓနေစနေနေမွေးသူများကောင်းကျိုးပေးတယ်တနင်္ဂနွေတန်းတာမွေးသူများဒုက္ခပေးတတ်တယ် တင်ငါကုကနန်းနေကျူပြေတဲ့အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရနိုင်တယ်။အဆင်းရောင်ဖဲကြိုးစားကိုမင်းနဲ့သာပြန်ပြီးလူနဲ့ဆောင်ယူပေးပါ။ကျေးဇူးတင်ပါတယ်။